သူကဘွဲကသူဓမ္မမဏိဇောတာဒရပေါင်းလိုက်လို့ရှင်သုံးလုံးရှိတယ်နော်သူဓမ္မဆိုတာကတလုံးပေါ့မဏိဇောတာကတလုံးပေါ့ဒရကတလုံးပေါ့အဲ့ဒါကိုပေါင်းပြီးတော့ဒါမောင်မောင်လည်းကိုစုပေးထားတာပေါ့ဖောတစိတ်ပေးထားတာပေါ့သူဓမ္မမှာကသူဆိုတာကကောင်းတော်ဓမ္မဆိုတာကတရားနော်သူဓမ္မဆိုတာကောင်းတဲ့တရား ကောင်းတဲ့တရားဆိုတာဘာတွေတုံးလို့ဆိုလို့ရှိရင်ကုသတရားပေါ့နော်ကောင်းတဲ့တရားဆိုတာကုသတရားကိုကောင်းတဲ့တရားခေါ်တာပေါ့နော်อืมအဲ့ဒီလိုလည်းအိပဲယူလို့ရပါတယ်ကုသတရားတွေကိုသူတမလို့ခေါ်တယ်နောက်မြတ်စွာဘုရားဟောတဲ့တရားတွေကိုလည်းပဲသူတမလို့ခေါ်တယ်မြတ်စွာဘုရားလည်းကောင်းတာပဲဟောတာလည်းမကောင်းတာပြောမှမပြောဘူးနော်တတ္တဝါတွေကောင်းကျိုးရအောင်ဟောတဲ့တရားကိုနော်ကောင်းရာကောင်းကြောင်း ရောက်အောင်ကောင်းရကောင်းကျိုးရအောင်ဟောတဲ့တရားဖြစ်တဲ့အတွက်ဘုရားဟောတဲ့တရားတွေအလုံးအားလည်းပဲသူဓမ္မเนาะသူဓမ္မတော့ဘုရားတယ်လားဆိုတော့ဘုရားမဟုတ်ဘုရားမရှိတဲ့ဘုရားမပွင့်တဲ့ကဘာဆိုတာရှိသေးတယ်လေအဲ့ဒီကဘာမှာလည်းပဲသူဓမ္မသူတော်ကောင်းတရားဆိုတာရှိတယ်เนาะအဲ့ဒီသူတော်ကောင်းတရားဆိုတာဘာလုံးဆိုတော့ဟိရိနဲ့ဩတ္တပเนาะဟိရိဆိုတာမကောင်းမှုပြုရမှာရှက်တာဩတ္တပဆိုတာမကောင်းမှုပြုရမှာကြောက်တာ မကောင်းမှုပြီးွားမှာရှက်တတ်တဲ့ပုဂ္ဂိုလ်မကောင်းမှုပြီးွားမှာကြောက်တတ်တဲ့ပုဂ္ဂိုလ်ဟာဒါသူတ္တမတရားရှိတယ်လို့ခေါ်တာအဲ့ဒီကဘုရားမှမရှိသေးတာဘုရားဟောတရားလည်းမရှိဘူးမရှိပေမဲ့လို့မကောင်းမှုကိုမပြောက်ပြီးွားမှာကြောက်တဲ့ပုဂ္ဂိုလ်တွေရှိတယ်မကောင်းမှုပြီးွားမှာရှက်တဲ့ပုဂ္ဂိုလ်တွေရှိတယ်နော်အဲ့ဒီလိုပုဂ္ဂိုလ်တွေရှိလို့ရှိရင်သာသနာ့ပမှာဆိုရင်သူတ္တမဆိုတာဟိရိယုတ္တပကိုသူတ္တမလို့ခေါ်တယ်နော်ဟိရိယုတ္တပရှိတဲ့ပုဂ္ဂိုလ်ဟာဒါမကောင်းတာသူမလုပ်ဘူးလေမကောင်းတာမလုပ်တဲ့အတွက်သူ့ကိုသူတော်ကောင်းလို့ခေါ်တယ် အဲ့ဒီခေတ်ကအဲ့ဒါအဲ့ဒီလောက်အဲ့ဒီတပါးရှိရင်ကိုသူတော်ကောင်းခေါ်တယ်နော်ဘုရားမပေါ့နဲ့ကဘာပြောတာနော်အခုကဘုရားပေါ့နဲ့လေမင်းတို့ငါတို့ကဘုရားနဲ့လည်းဘုရားသာသနာနဲ့ကျုံနေတာလေနော်ဘုရားလည်းပေါ့နဲ့ကဘာဖြစ်တယ်ဘုရားသာသနာနဲ့မင်းတို့ငါတို့ကကျုံနေတာဖြစ်တဲ့အတွက် သူတော်ကောင်းအဲသူဓမ္မဆိုတာကုသတရားကိုလည်းပဲသူဓမ္မလို့ခေါ်တယ်ဘုရားဟောတဲ့တရားတွေကိုလည်းပဲသူဓမ္မလို့ခေါ်တယ်တဲ့နော်အဲ့ဒီသူဓမ္မဆိုတဲ့တရားကအဲ့ဒီပုတ်စုကား ူ့ဘွယ်ထဲမှာဘယ်ကိုသွားပြီးတော့စရပါတော့ဆိုတော့နောက်ကဒရကိုသွားစရဒရဆိုတာကဆောင်းတယ်လို့ခေါ်တာနော်ကောင်းတဲ့တရားတွေကိုဆောင်းထားတယ်ပေါ့နော်ဆောင်းထားတယ်ဆိုတာမိမိတဏ္ဍာမှာရှိအောင်လုပ်တာကိုပြောတာနော်ဟုတ်လားနော်ဆောင်းတယ်ဆိုတာလေဟွန်းကိုယ်တဏ္ဍာမှာရှိအောင်လုပ်တာကိုဆောင်းတယ်လို့ခေါ်တာပေါ့နော်ကိုယ်လက်ထဲကိုင်းထားတာပေါ့နော်လက်စုပ်လက်ကိုင်းလုပ်တာကိုဒရလို့ခေါ်ပါတယ်နော်ဟိုထီးဆောင်းတယ်ဆိုရင်ထီးကိုဆောင်းတယ်လို့ရှင်းတော့အဲ့လိုသုံးတာ ထီဆောင်လဲဆိုတာထီကြီးကိုလက်ထဲကင်ထားတာပေါ့နော်မိုးထားတာပြောတာဗျဟုတ်ကင်ရတော့မဟုတ်ဘူးဖွင့်ပြီးမိုးထားတာပေါ့နော်အဲဒရဆိုတာဆောင်းတယ်အဲ့တော့သူဓမာဆိုတာကကောင်းသောတရားသို့မဟုတ်မြတ်စွာဘုရားဟောကြားသောတရားနော်မြတ်စွာဘုရားဟောကြားတဲ့ခုနခေတ်ဒီဥဒ္ဓမာအဲ့ဒီတည်းပါသွားပြီဘုရားဟောတဲ့တရားလည်းလည်းပါသွားပြီကောင်းသောတရားလည်းလည်းပါသွားပြီဒါသူသက်သက်မထုံနေတော့နော်သူဓမာဆိုတာကောင်းသောတရားဘုရားဟောကြားတဲ့တရားတွေကိုစောင်းထားတဲ့ပုဂ္ဂိုလ်စောင်းထားတဲ့ပုဂ္ဂိုလ်ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုရင် လိုက်နာကျင်သုံးတဲ့ပုဂ္ဂိုလ်ခေါ်တယ်နော်အဲသူတမမဏိဇောတာတရာမဏိဇောတာတော့ကလိုက်လာနော်မဏိဆိုတာတော့မင်းတို့မဟုတ်တာတွေတည်ပြီးသားပါကောနော်နော်ဗရမယာမတိခေါ်တာလေနော်ဗရမယာကိုခေါ်တာမဏိဇောတာဗရမယာဆိုတာရှိတယ်နော်ဇောတာဆိုတာကအယောင်တောက်နေတာပဲပြောတာသူ့အလိုလိုကိုအယောင်တောက်နေတာမင်းတို့လည်းမြင်မှုမဟုတ်ဘူးသားလေနော်ဟုတ်လားဗရမယာရဲ့သဘောကအယောင်ကိုတောက်နေတဲ့သဘောအဲ့လိုအယောင်တောက်နေတဲ့ ပရမယကိုမဏိဇောတာလို့ခေါ်တယ်နော်အယောင်ကတောက်ရယ်စัจကြမင်းနေသုံးတဲ့ပရမယလို့လည်းခေါ်တယ်မဏိဇောတာပရမယဆိုရိုးရိုးပရမယမဟုတ်သူကပရမယရဲ့နာမည်ပါပဲနော်မဏိဇောတာဆိုတာပရမယရဲ့နာမည်အဲ့ဒီပရမယကိုကတကိုးရှိတယ်အစွမ်းရှိတယ်နော်လိုတဲ့ဟာကိုသူကပေးနိုင်တယ်မဏိဇောတာဆိုနော်လိုတာကိုပေးနိုင်တယ်လိုလာရပရမယလို့လည်းခေါ်တယ်နော်မဏိဇောတာဗရမယဆိုတာပါဠိလိုခေါ်တာပမာလိုကြရင်လိုတရဗရမယလို့ခေါ်တယ် အဲ့ဒါလေးကင်နေပြီးတော့ပုတ်တယ်ပြီးတော့လိုလာလေးတလိုက်လို့ရှိရင်ရတယ်တဲ့အဲ့ဒါမင်းတို့ရှိရင်လည်းပုတ်ပြီးစမ်းကြည့်ပါမဟုတ်ရောရင်စမ်းကြည့်တောက်တော့အရောင်ကတော့တောက်နေရမှာနော်အရောင်တောက်နေတာအဲ့ဒါမျိုးစမ်းကြည့်ပါနော်အဲ့ဒါမဏိဇောတာအဲ့တော့သူကဒီနှစ်ခုကအဲ့ဒီမဏိဇောတာကလည်းပဲဒရကိုသွားစမ်းဗရမယားကိုစောင်းထားတဲ့သူပေါ့နော်နောက်ကနော်ဟောမောင်မောင်လေးဆိုတော့ဘယ်သူလူလုံးဆိုတော့မဏိဇောတာဗရမယားကိုစောင်းထားတဲ့သူတဲ့နော် ဟောမောင်မောင်လေးဆိုတာမန္တိဇောတာဗရမယာလူလာရဗရမယာကြီးကိုစောင်းထားတဲ့သူလူလာရဗရမယာကြီးပိုင်ဆိုင်တဲ့သူလူလာရဗရမယာကြီးကိုကိုင်ဆောင်းထားတဲ့သူလို့ဘာမှလည်းအတိတ်ပဲရမန္တိဇောတာတရာနော်အဲ့တော့မန္တိဇောတာတရာနဲ့ရှေ့ကသူဓမ္မနဲ့ဘယ်လိုတွဲလိုက်တုံးဆိုတော့သူဓမ္မကကောင်းတော်တရားသူကဘာလို့အဲ့ဒါထည့်ရတာလဲဆိုတော့မန္တိဇောတာတရာကလူရာပေးတယ်လို့သူကပြောတာကို မှာတော့လိုတာပေးတယ်ဆိုတော့ကုတုဇင်သဘာဝနေလို့ဘာလို့ကျင်တော့မေးဘာလို့ကျင်တော့မေးရင်ဘာပြောမှာကိုလိုချင်တာကြောက်ပြောမှာပေါ့နော်ဒီနေရာမှာမဟုတ်ဘူးသူဓမ္မရှိရထည့်ပေးတာသူဓမ္မထည့်ပေးတာဝိသေသနာကနော်အဲ့ဒီသူဓမ္မဆိုတဲ့နော်တရားကိုဒီဗရမယာကြီးကထုတ်ပေးတာနော်သူဓမ္မဆိုတဲ့တရားကြီးကိုနော်အဲ့ဒါသူဓမ္မဆိုတဲ့လိုလားရတရားကြီးကိုကိုင်ဆောင်ထားတဲ့သူ နော်ဒီဗရမယားကရိုးရိုးဒီပြင်းဟာပေးမှာမဟုတ်ဘူးကုသတရားတွေတိုးပွားအောင်သူကထုတ်ပြီးနော်ဂျီဒီပြင်းကိုအကုသတရားပွားမပစ္စည်းမျိုးမပေးဘူးလို့ပြောတာဗျာနော်အကုသဖြစ်မဲ့ပစ္စည်းမျိုးလူတားရဆိုတာပြောတာကိုလူတားရဆိုတော့ကိုကသွားဒီပြင်းဟာလာလိုက်ရင်ဒီပြင်းလည်းပေးချင်းပေးနေမှာပေါ့နော်ဒါမှဒီဗရမယားကိုသူကထုတ်ပြူတာနော်ဗရမယားကလူတားရဆိုပြီးမဲ့လို့ကောင်းတဲ့ဟာပေးမှာနော်ကောင်းတဲ့တရားတွေကို လူလိုက်လူလိုက်လို့ရှိရင်တလိုက်လို့ရှိရင်ပြီးမှာတဲ့အဲ့ဒီလိုပြီးတဲ့ပရမယားကိုသူကပိုင်ဆိုင်ထားတယ်တဲ့ပိုင်ဆိုင်ထားတဲ့သူတဲ့နော်ပိုင်ဆိုင်ထားတဲ့သူလူတဲ့တလိုက်လို့ရှိရင်ကောင်းတဲ့အရာတွေကိုတလိုက်လို့ရှိရင်ပရမယားကပြီးတယ်အဲ့ဒီပရမယားကိုမောင်မောင်နိုင်ကပိုင်နေပိုင်ရင်မောင်မောင်နိုင်ကအဒီပရမယားစီကနေပြီးတော့ကောင်းတဲ့တရားတွေသူထုတ်ယူမယ်ဆိုရင် ရเนาะကုသိုလ်တရားဒုဘွားရာဒုဘွားကြောင့်ဖြစ်တဲ့အရာတွေကိုရနိုင်တဲ့ပုဂ္ဂိုလ်ဒါကိုမဏိဇောတတရနော်မဏိဇောတတရသုဓမမဏိဇောတတရမဏိဇောတတရကလူရာရတယ်ဆိုပေမဲ့လို့သုဓမကောင်းသောတရားနဲ့ပတ်သက်တဲ့လူသမီးကိုပေးတဲ့အရာအဲ့ဒါကို ပိုင်ဆိုင်တဲ့သူလို့ဒီလိုခေါ်လိုက်တယ်ဒါကသူကတင်စားပြီးတော့ပေးတယ်ဟိုဘောတစိတ်ဆိုတော့အဲ့ဒီလိုပဲတင်စားပြီးပေးရတာပေါ့နော် ပေးရတာပေါ့ဟိုဘုန်းကြီးတွေပေးတဲ့ဘွဲတွေကြည့်ပါလားလို့တင်စားပေးတာပေါ့ဥဆောက်ပန်းဆိုတော့ဥဆောက်ပန်းဆိုတာခေါင်းမှန်နေလို့မြို့သမီးတွေခေါင်းမှန်ပန်းတဲ့ကမှဒီထိတ်တဲ့တဲ့ကအမြင်ဆုံးကိုပန်းလဲဟာဥဆောက်ပန်းခေါ်တာဒီဘေးကနားပန်းနားပန်းလည်းဘာမှအနိုင်မောမပါဘူးနော်အဲ့ဒါပန်းပေါ့ဥဆောက်ပန်းဟွန်းအဲ့လိုမျိုးကိုပြောတာဒီမှာလည်းပဲလူသားရတဲ့ဗရမယားကိုပိုင်းဆိုင်နေဆိုတာဘယ်လိုအမျိုးကိုပြောကျင်တာတော့လို့အတိတ်ဘယ်ကိုဖော်မယ်ဆိုလို့ရှိရင် လူတရရပရမယောကိုပေးနိုင်တဲ့တရားကနံပါတ်1ကသရတရားနော်သရတရားရှိထားတဲ့ပုဂ္ဂိုလ်ကဘယ်ကုသိုလ်မဆိုလို့လို့ရနော်ဘယ်ကုသိုလ်ဆိုလို့လို့ရကုသိုလ်တရားတွေအကုန်လုံးပေးလို့ရနော်ဒီလာလဲလို့လို့ရလဲဒါလာလဲရလဲဘာဝနာလဲရမေတ္တာတွေရောကရုဏာတွေရောမုဒိတာတွေရောကုသိုလ်တွေဆိုအကုန်လုံးနံပါတ်1သရတရားရှိဖို့လို့သရတရားပေါ့သရတရားဆိုတာဖရာတရားသံဃာရဏသုံးပါးကိုကြီးညိုတာသရတရားပဲလေ ဖရာတရားသံဃာယတနာသုံးပါးကိုကြည်ညိုထားတဲ့တရားတရားရှိထားလို့ရှိရင်ကုသိုလ်ပဲကုသိုလ်မဆိုသူတဏ္ဍာမှာလွယ်လွယ်လေးနဲ့ဖြစ်တယ်နော်အဲတော့လူတရားတဲ့ဗရမယာဆိုတာအဲ့ဒီတရားတရားကိုတင်စားပြီးတော့သုံးတဲ့စကားနော်တရားတရားနဲ့ယတနာသုံးပါးကိုကြည်ညိုတဲ့တရားတရားနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဟာလူတရားဗရမယာကြီးခိုင်းထားတယ်နဲ့အတူတူပဲဟုတ်လားကိုလူချင်းတဲ့ကုသိုလ်ရတယ်ကိုဖြစ်ချင်းတဲ့ကုသိုလ်ရနော် မညာပုံညာလိုချင်ရင်လည်းမညာပုံညာသူရမှာပဲဇန်လေးပင်ကြီးနေလိုချင်တယ်ဆိုရင်လည်းဇန်လေးပင်ကြီးနေရမှာပဲနော်ဟောသမထတွေဝိပဿနာတွေလိုချင်တယ်ဆိုတဲ့သောတာဝိပဿနာရမှာဟောသူကသရတရားရှိသီးတာလေယတနာသုံးပါးကိုကြည်ညိုထားတဲ့သရတရားရှိသီးတာပုဂ္ဂိုလ်ကဘယ်ကုသို့မဆိုသူတဏ္ဍာမှာဖြစ်တယ်လိုလိုလေးနဲ့ဖြစ်နော်ဖြစ်လဲဖြစ်လို့တဲ့လိုလိုလေးနဲ့ဖြစ်တယ်တောင်းတလည်းရတယ်ဆိုအဲ့ဒါပြောတာအဲ့ဒါကြောင့်မို့လို့မဏိဇောတာပရမညာလူတရားပရမညာကြီးဆိုတာက သရတရားကိုပြောတာလို့နော်သရတရားကောင်းတဲ့ပုဂ္ဂိုလ်လို့ပြောတာသရတရားပြည့်စုံတယ်တဲ့ဒီပုဂ္ဂိုလ်ကသရတရားကောင်းတယ်သရတရားနဲ့လည်းပြည့်စုံတယ်ဆိုလို့ရှိရင်သူ့တဏ္ဍာမှာဘယ်ကုသိုလ်မဆိုဖြစ်တယ်နော်ဟိုကာမဝါစရကုသိုလ်ဆိုရင်လည်းကာမဘုံ၁၇ဘုံမှာအကျိုးပေးလို့ရတယ်အကောင်းဆုံးနော်ဟိုရူပဝါစရအရူပဝါစရကုသိုလ်လိုချင်သလားပြမဘုံပြမရတယ်နော်အာပြမဘုံရတယ်လောကုတ္တရာကုသိုလ်လိုချင်သလားမဲကုသိုလ်ဖောကုသိုလ်အရိယာဖြစ်နိုင်တယ်အရိယာလည်းဖြစ်နိုင်တာပဲသူကနော် ဖြစ်နေတယ်ကုသိုလ်ကပေါင်းလိုက်လို့ကျင်ဟိုချုပ်လိုက်လို့ကျင်သုံးခုပဲရှိတယ်ကာမစက်တဲ့ဘုံမှာကောင်းကျိုးပေးတဲ့ကုသိုလ်ကိုကာမဝစ္စတာကုသိုလ်လို့ခေါ်တယ်ဒုဗ္ဗအရုပခေါ်တဲ့ဗိမဘုံမှာအကျိုးပေးတဲ့ကုသိုလ်ကိုဒါမဲခုကုသိုလ်လို့ခေါ်တယ်လောကုတ္တရာအရိယာမဲ့ဖို့ရဖို့ဆိုရင်ဒါမဲ့ကုသိုလ်လို့ခေါ်တယ်အဲ့ဒီသုံးမျိုးသလုံးကိုသရတရားအပေးနိုင်တယ်နော်